အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကျတော့လေအဖြစ်များတဲ့အတွေ့အကြုံများတဲ့ယောဂဝေဒနာလက္ခဏာလေးတွေအကြောင်းလေးကိုကျွန်တော်ကပြောပြပေးခြင်းပါတယ်ရှင် common symptoms ဒီမှာဆိုအတွေ့အကြုံများတဲ့ယောဂဝေဒနာလက္ခဏာလေးတွေပေါ့နော်โอเคအဲ့တော့ကျွန်တော်ခုမှရှိတဲ့ယောဂဝေဒနာလက္ခဏာလေးတွေကိုပြောပြခြင်းတဲ့အခါမှာဒါလေးတွေကနာမည်လေးတွေပေါ့နော်โอเคစလိုက်ရအောင် fever ဖြားနာတာ cold အေးမိတာ ဖလုတုတ်ကွေးမိတာနော်အဲ့မှာညလေးမှာကျွန်တော်မှတ်ထားမှာဒီငါတုတ်ကွေးဖြစ်ပါတယ်လို့ပြောမယ်ဆိုရင်ကျွန်တော်ကျွန်တော် article there လေးသုံးရတယ်ဒီနားမှာကျန် I have a flu မရဘူး I have the flu ဒါလေးတော့မှတ်ထားပေးရမယ်နော်နောက်တစ်ခု headache ခေါင်းကိုက်ခြင်းခေါင်းကိုက်တာပေါ့နော် backache ခါနာတယ်အဲ့တော့မှတို့ back pain လို့သုံးလဲရပါတယ်ရှင်နောက်ဒူးနာတယ်ဆိုလို့ရှင်ကျွန်တော်တို့ကျွန်တော်က knee pain တို့မှကျွန်တော် knee ကိုကျွန်တော်က ache နဲ့သွားမသုံးဘူး နော်ပုံမှန်တော့ဖိနေပဲတွေ့တုံနေပေါ့နော်အဲ့တော့ဒူးနာလဲဆိုရင် knee pain ကျက်သားလေးနာလဲဆိုရင်တော့ muscle pain ပေါ့နော်တွားကြိုက်တယ်တွားနာလဲဆိုရင် too thick 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 သူက th နဲ့တွားပြီးတွဲလိုက်မှာနော် too thick too thick မဟုတ်ဘူးနော် too thick တာတာတဲ့နဲ့တွားပြမှာပေါ့နော် too thick နေပြာတွားနာတွားကြိုက်တာပေါ့နော်နောက်လက်ချောင်းနာလဲဆိုရင် sore throat လက်ချောင်းနာတာနောက်ကျွန်တော်တို့ runny nose နာရည်ယူတာ နော်နောက်တစ်ခု fatigue သူရဲ့အဓိပ္ပာယ်ကကြတော့အာရင်ကုန်ခန်းတာပင်မအားနေတာပေါ့နော်ပင်မလုံးတော့အာရင်နေကုန်ခန်းသွားတာ fatigue နော်နောက်တစ်ခု body ache တကူလုံးကိုညောင်းညာကြိုက်ခဲနာကျင်းနေတာပေါ့ okay နောက်တစ်ခုဒီမှာကျတော့ကျွန်တော်အတန်လေးနှစ်မျိုးထွက်လို့ရတယ်ကျွန်တော်တို့ British English အတန်တော့ကြတော့ nausea ကျွန်တော် American English အတန်တော့ကကြတော့ nausea အဲ့ဒါထွက်လို့ရတယ်ပေါ့နော်ကိုပြောချင်တဲ့ပုံမူတည်ပြီးထွက်လို့ရတယ်သူရဲ့အဓိပ္ပာယ်ကကျွန်တော်တို့ပြို့တာမအီမတာဖြစ်တာ မြန်မာသုံးတယ်ပေါ့နော်နောက်တစ်ခု vomiting သူကကျတော့ all and vomiting နောက်တစ်ခု dizzy သူကမူးဝေတာမူးနှောနှောဖြစ်တာပေါ့နော်အဲ့လိုဆိုလို့ရှိရင် dizzy နောက်တစ်ခုကျွန်တော် sick သူကတော့သူကဖြားရမှလည်းသုံးလို့ရတယ်အဓိကတော့သူမကြမ်းမမဖြစ်တာနေလို့မကောင်းနေတာဒါပေမဲ့ကျွန်တော် home sick ဆိုရင်အိမ်ကိုလွမ်းလို့နေလို့မကောင်းနေရလေနောက်အဲ့ဒီပဲပေါ့ sick sick ရဲ့အဓိပ္ပာယ်ကကျွန်တော်နေလို့မကောင်းတာမအီမတာဖြစ်တာနော်ကျွန်တော်မကြမ်းမာတာပေါ့အဓိပ္ပာယ် နောက်တစ်ခုလေးကျွန်တော်ထပ်ထပ်ပြီးပုံမယ်။သူလည်းအဖြစ်များတယ်။ဘာလဲဆိုတော့ cough ချောင်းဆိုးတာ cough Okay ဒါလေးတွေဒီကျွန်တော်တို့အဖြစ်များတွေ့ရများတယ်။ယောဂဝေဒနာလက္ခဏာလေးတွေဖြစ်ပါတယ်ရှင့်။ Okay ဒီမြန်စာလေးတွေကိုအဆုံးထိကြည့်ပေးတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်။